ွက်ကခန္ဓာကိုယ်အတွက်အရေးပါတဲ့ကဏ္ဍမှာတည်ရှိနေရပြီးတော့သူ့ရဲ့ပုံမှန်အနေအထားရှိဖို့လိုတာပေါ့။ညောင်းဝိုင်းလည်းမကောင်းသူဟော်မုန်းတွေထုတ်နေတာနေတော့ရလည်းမကောင်းဘူးဆိုတော့တခြားသောခန္ဓာကိုယ်အတွက်ယောဂတွေစင်ကယ်ဖြစ်လာနိုင်တဲ့ပုံစံမျိုးပေါ့နော်။ဆရာပြီးတော့ဆရာကတော့ပြောတော့ဆိုတော့အမြင်တော့ဆိုလို့ရှိရင်လေဗင်ကြီးယောဂအဲဒါကတိုင်းရိုင်းနဲ့ဆက်ဆက်နေရဆိုတော့လည်းနောက်ပိုင်းမှာသိလာရပေါ့နော်။ဆိုတော့ hypo hyper လေဗင်ကြီးလိုမျိုးပြင်ဆရာကတော့ပြောထားတယ်မှာကင်ဆာလည်းပါတယ်ဆိုတော့တန်းရကနေစစ်ပွားဖြစ်တဲ့ယောဂအနေနဲ့ဆိုရင်ပုံစံဘယ်နှခုလောက်ရှိနိုင်မလဲဆရာ။ တော့ဒီကနေ့ကျွန်တော်ဒီတာရက်ကိုတစ်ခုကိုယောဂကျွန်တော်ခုတဲ့ခါမှာတာရက်ကထုတ်တဲ့ဟော်မုန်းကြောင့်ဖြစ်တဲ့ယောဂလားတာရက်မှာအကျိတ်တီဖူတွေရှိလို့ဖြစ်တဲ့ယောဂလားဆိုတော့ကျွန်တော်ဒီ sense ဖို့လိုတယ်ဟုတ်ကဲ့အဲ့တော့ဟော်မုန်းတွေများတာနေတာကျွန်တော်ကျွန်တော်ဒီသွေးထဲမှာဟော်မုန်းတွေ level တွေစစ်တာရှိတယ်ဟုတ်ကဲ့ VT3 တို့ VT4 တို့နော် TSH ပေါ့နော်အော်စစ်တယ်အော်အဲ VT3 VT4 TSH ကကျွန်တော်ဒီအခါခွင့်တနုံတခါလေးနားလည်အောင်လေးရှင်းပြရမှာဟုတ်ကဲ့ တော့ free T3 နဲ့ T4 ဆိုတာကကြတော့ဘာလဲဆိုတော့ခန္ဓာကိုယ်ရဲ့ဒီတောင်းထဲကနေပြီးတော့ထုတ်လိုက်တဲ့ဟော်မုန်းသူ့ပေါ်မူတည်ပြီးတော့ခန္ဓာကိုယ်ပြောင်းလဲတာတွေကညံတာနေတာပုံမှန်တိုင်းဖြစ်နေတာဒါရက်ဒီရှိ TSH ကကြတော့အလွယ်တူပြောရင်အုံနောက်ကနေထုတ်လိုက်တဲ့ဟော်မုန်းပြီး thyroid stimulating hormone ပေါ့နော်ပြီးကျူကျူရင်ထုတ်လိုက်တဲ့ဟာလေဟုတ်ကဲ့ဆိုတော့သူကကြတော့ဘာလဲဆိုတော့ကြတော့ thyroid ကိုသူကတော့ခိုင်းတယ်ဘာလို့တော့ခိုင်းလဲဆိုတော့ကြတော့ပုံမှန်အလုပ်လုပ်နေတယ်ဆိုရင် ။ဘာပဲကပုံမှန်ဟောင်းကနေထုတ်နေတယ်ဆိုရင် KSH ကလည်းပုံမှန်ပဲ။ဟုတ်ကဲ့။ဒါပေမဲ့အများစုပေါ့နော်။ company ကများနေ၊ free TV တို့ free TV ကများနေဆိုရင်သူကပြန်ထင်းနေ။မင်းတိတ်လုံးလုံးနေတော့ action နဲ့ TSH ကအနေနေ။အဲ့တော့ hyper သမားတွေမှာကြီးလိုက်လို့ရှိရင် hyper တော်တွေတစ်စင်မှာကြီးလိုက်လို့ရှိရင်ဟုတ်ကဲ့ free tv နဲ့ free tv ကများနေတဲ့ပြီးတော့ tsh ကကြာနေတဲ့တယ်။အဲ့ဒါအဲ့ဒီကဘောင်းမြန်ဖက်ရတယ်ဗော။ဟုတ်ကဲ့ဆရာ။နောက်တစ်ခုကကျတော့ online နေနေတယ် တရကထုတ်တာနင်းနေပြီဆိုရင်ဟိုအပေါ်နေရောအုတ်ချုပ်တူတူပေါ့မင်းတို့ညညအလုပ်လုပ်အောင်ဆိုပြီး TSH ကနေရောပို့ပြီးတော့လှုပ်ဆော်လိုက်တယ်ဟုတ်ကဲ့အော်တရအဲ့ရှင်ညရင်တော့ high butter ဒီမှာကျတော့ TSH ကများနေမယ် VT3 VT4 တော့နင်းနေတတ်ပါဟုတ်ကဲ့ဆရာဒါတော့ဒီခန္ဓာကိုယ်ကနေပြီးတော့ဒီထင်းနေဟာပေါ့နော်အဲ့တော့နောက်ကကျတော့အဲ့အရာကြီးဒီဘက်တော့သွေးစေးရတယ်နောက်ကကျတော့ဒီတရိုက်မှာဒါရောင်းတာလားအချိန်ဒီ ရှိသလားသိဖို့အတွက်ကြတော့ကျွန်တော် ultrasound ရရတယ်ဟုတ်ကဲ့ဆရာ ultrasound ကဒီသားရိုက်ကိုကုသတဲ့နေရာမှာ CT scan တို့ MRI တို့ထက်ပိုကောင်းတယ်သူကျွန်တော် gold standard တော့ထုတ်ထားတယ်ဟုတ်ကဲ့ဆရာအာသူကမရှိမဖြစ်ပေါ့နော်ယောဂရှာတဲ့နေရာမှာအဲ့တော့သားရိုက်က ultrasound နဲ့ကြည့်လိုက်တော့မှဒီသားရိုက်ကမှအလုံးပြည့်ပြီးရှိသလားဒီအလုံးရှိတရားနေပြီးတော့စိုးရိမ်စရာရှိသလားဆိုတာကိုဒီတမဲ့အထူးပညာရှင်တွေကဒီချာလေးမှတ်ချက်တွေနဲ့ရေးရဟုတ်ကဲ့ဟိုကွာလုံးမှာဆိုရင်လည်း ဒီအရဆောင်ကနေပြီးတော့ MLB Siemens နဲ့ ACIA Tariff System ပေါ့နော်အဲနဲ့ရိုက်လာတဲ့ Gala ချ Gala ခါကျရင်ဘာဖြစ်လဲဆိုတော့သူက MLB Siemens နဲ့ရဲ့ရတယ် MLB Siemens နဲ့ရဲ့ version အဲ့အမတ်ဒီလေးပေါင်းပြီးတော့ဒီအရဆောင်မှာရှိအချိတ်ဒီက Tariff System 1 Tariff System 2 Tariff System 3 Tariff System 4 Tariff System 5ဆိုပြီးတော့အစင်90ရှိဟုတ်ကဲ့အစင်90မှာပါလဲဆိုတော့အစင်1ကသူက Tariff System 1ကဘာပြောလဲဆိုတော့ဒီအချိတ်ကကိစ္စကြီးမဟုတ်ဘူးလို့ စိုးရင်ကအမှတ်မတွေ့ဘူးကောနော်ဟုတ်ကဲ့တော်မှမမြင်ရဘူးကောနော်ပြောတယ်နောက်တစ်ခါကျတော့ test system 2ကကျတော့1လောက်တော့မကောင်းဘူးဒါပေမဲ့ဒီကုမာလည်းတန်ရရှိစရာမတွေ့ဘူးကွာတော့ကင်ဆာချင်းမဟုတ်ဘူးဒါတော့တန်ရရှိစရာမတွေ့ဘူး test system 3ကကျတော့ဘာဘာလဲလို့ပြောရင်ကျွန်တော်ဒီအနေငယ်တော့တန်ရရှိစရာတွေ့နေပြီဟုတ်ကဲ့ test system 4ကကျတော့ motory suspicious ပေါ့ကျွန်တော်အလေလေးစဉ်းစားတန်ရရှိစရာတွေ့နေပြီ test system 5ကတော့ highly suspicious ပေါ့တော်တော်ကိုတန်ရရှိစရာကောင်းတဲ့အလုံးဖြစ်နေပြီလို့ပြောတယ် ဒါတော့ဒီ tire system ပေါ့အတဆောင်ရဲ့ tire system အဲ့ဒါရလေ easy ဟုတ်ကဲ့ဆရာအဲ့တော့ငါဟိုဒီအတဆောင်ရဲ့ရေးပါသလိုအဲ့ရေးပါတွေမှာနောက်ပါပါသေးဆိုတော့ဒီအတဆောင်ပါပေးနိုင်တယ်ဆိုတော့ဒီအချိတ်ကြီးရွယ်စားကိုကျွန်တော်ပြောနိုင်တယ်ဟုတ်ကဲ့ဆရာအချိတ်ဘယ်နှလုံးရှိလေပြောနိုင်တယ်အဲ့တော့အချိတ်ကြီးရွယ်စားအရေးကြီးတဲ့တော့အရေးကြီးတယ်ကျွန်တော် distinctor အောက်ထဲသေးတဲ့အလုံးတွေကဆိုတော့ဆွေးစရာမလိုဘူးဟုတ်ကဲ့အာတင်ပြီးစစ်ဘူးစရာမရှိတဲ့အရာတွေပတ်မှတ်တယ်ကဲ4 seam တားတဲ့ကြီးရင်တော့ကျွန်တော်ကဒီအလုံးက အယုံထိုက်ဆက်ရမယ်ဟာပေါ့နော်အဲဗီရုစိုက်ကုသမယ်အလုံးဖြစ်သွားတယ်အဲ့တော့ဒီအကျိတ်တွေရေဒီအရဆောင်းကတွေဖတ်တဲ့အမဘေးစင်းနေရအရေးကြီးပါတယ်မဟုတ်လို့ဟုတ်ဟုတ်ကဲ့အဲဆိုတော့ဒီအမဘေးစင်းမှာကအမမရလေအကောင်းလေးပဲအကောင်းလေးပဲပေါ့နော်ဆရာအဲ့တော့ဒီလိုတုံ့ပြန်ပါပြီဆိုရင်ရောနောက်ဆက်တွဲဘယ်လိုမျိုးကုသမှုတွေခံယူရမလဲဆရာဟုတ်အမဘရက်ကြီးလေးစားရှိတာ1 cm နဲ့အောက်ဆိုကျွန်တော်မောင်းလို့ဆံမလို့ဒီ ့ OSIM data ဆိုတော့ AGV ပေါ့နော်ကျွန်တော် wonderful နဲ့ဈာမရှိရင်လေ wonderful strategy ရဲ့လုံးကြီးဆိုရင်ကျွန်တော်ဒီမှတ်ပြရဲ MRI scan ကအရေးကြီးတယ်အဲ့တော့ tire system 1 tire system 2ကဘာမှလုပ်ရမလို့တော့စောင့်ကြည့်မယ်အဲ tire system 3ပေါ့နော်ဆိုရင်2.5 scan data နဲ့အထက်2.5 scan data နဲ့အထက်အကြီးရဲ့အလုံးဆိုရင်ကျွန်တော်က FNAC လို့ခေါ်ရဲ LNA ဆိုပြီးတော့အသာစားယူလို့ရတယ်ဆဲလေးမှယူလို့ရတယ်အဲယူဖို့ယူရမယ်ပေါ့နော်နောက်ကဆက် tire system 4ဆိုတော့ တော့ MBC မြေမြင့်လာလေးလေးအရွယ်စားတေးသေးလေးနဲ့ပို့ပြီးတော့အယုံဆိုင်လာလေးလေးဟုတ်ကဲ့ Test system 4ရောက်တော့ဆိုတော့ねအရွယ်စား1.5 cm နဲ့အထက်ဆိုရင်ဆိုတော့အသားသားယူရမယ် FLC ပေါ့နော်ယူရမယ် Test system 5 niso sin ပေါ့အားကြရင်လေးဘာဖြစ်လဲဆိုတော့ဒီ1 cm ရှိသွားပြီ1 cm ရှိသွားပြီဆိုတာနဲ့ကျွန်တော်အသားသားယူဖို့တင့်သွားပြီပေါ့နော်ယူပြီးတော့ဆက်ပြီးတော့ယောဂရှာပေးရပါတယ်အဲ့တော့အဲ့ဒီလေးအဖြစ်ပေါ်မူတည်ပြီးတော့မှ စနစ်ဆုံးဖြတ်ရည်လေးရှိဟုတ်ကဲ့အဲ့တော့ VG လုံးဝတရားရှိတာကောင်းတယ်ကျွန်တော်အသားစားလေယူလိုက်ပြီ FNC လို့ခေါ်ရဲအဲ့လေးနဲ့ဆိုပြီးအသားစားယူလေယူလိုက်ပြီယူလိုက်တဲ့အဖြေကကျွန်တော်6မျိုးထွက်နိုင်တယ်ဟုတ်ကဲ့အော် Bethesda လို့ခေါ်ပါတယ် Bethesda 1 2 3 4 5 6ဆိုပြီး6ခုရှိအဲ့တော့ Bethesda 1ကတော့ဘာကိုပြောလဲဆိုတော့ဒီ NS Reddit theme သူတို့ယောဂထုတ်ပြီးအဖြေပေါ့ထုတ်ပြီးတော့ရလာအောင် မပါဘူးထပ်ယူပေးပါပေါ့ဝင်လာတော့အဲ့ဆိုရင်တော့ Bethesda 1ဆိုတော့ကျွန်တော်ဒီအလေးနဲ့ပြန်ဆိုပြီးသားသားယူပါတယ် Bethesda 2ကတော့အကောင်းဆုံးပဲ2ကဘာလဲဆိုတော့မင်းပြီးလိုက်တဲ့ကျွန်တော်ယူလိုက်တဲ့ချိန်မှာကင်ဆာဆေးမတွေ့ဘူးဒါပုံမှန်ပဲပုံမှန်ဆေးတွေပဲတွေ့ပါတယ်ပေါ့ဒါပြောရကောင်းတဲ့အဖြစ်ပေါ့နော် this Bethesda 3ရဲ့ဆိုတော့ကျွန်တော်ဗာလဲဆိုတော့ atypical ဆေးပေါ့နော်အဲမူမမဲဆေးတွေရှိခဲ့အဲ့တော့ Bethesda 3ဆိုရင်တော့ကျွန်တော်ကဗာလုပ်ရလဲဆိုတော့ နှစ်ခုလို့စဉ်းစားရတယ်။ပြန်ယူမလား၊သာသပြန်ယူမလား၊ပမဟုတ်ပစံထုံမလား။ဟုတ်ကဲ့။ဖြစ်တဲ့ဘက်စံထုံမလားပေါ့နော်။ Visa staff ဟိုကကျတော့ဒီ90 90ပေါ့။ဟိုဖြစ်နေရှိရှိရယ်။အော် Visa full ဆိုရင်တော့ကျွန်တော်ပြန်ယူရောလူနာရအကြံပေးရတယ်။စံတော့ token နဲ့ဟုတ်ကဲ့။ Visa fat ကကျတော့ honey says special ပေါ့နော်။အော်တော်လေးကိုရှိဖို့လည်းရရှိစရာတော်တော်ကောင်းနေပြီ။ကိစ္စနဲ့လည်းရရှိစရာကောင်းနေပြီ။အဲဆိုရင်လူနာနဲ့ဆွေးမိရတယ်။ စံထုတ်မလားလိုအပ်ရင်အကုန်ထုတ်မလားဗောနဟုတ်ကဲ့ That is the six car ကြီးစက်တာကိုပြောတာဒါကိစ္စပါမပြောတာအဲဆိုတော့အဲဆိုတော့မနာနေကြည့်ရတယ်ဟုတ်ကဲ့ပြရတော့စံထုတ်မလားအကုန်ထုတ်မလားဆိုတာရှိမဆောင်လဲဆိုတော့အရင်ခေတ်ကတော့ဟိုလူတိုင်းကတော့ကိစ္စဆိုရင်ကြောက်ကြရပေါ့နော်ဟုတ်တယ်ဆရာကိစ္စဆိုရင်ကြောက်ကြတော့ဒီကိစ္စတိုင်းကအာမကြောက်တော့မဟုတ်ဘူးတရက်ကိစ္စသဘောပေါက်နေတယ်မှာပါလာဒီရှိပါဟုတ် အဲ့တော့ဒီတာရက်ကိစ္စအကြောင်းကဘာလဲဆိုရင်တာရက်ကိစ္စကုရင်ပျောက်တယ်ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့တော့ပျောက်တဲ့အကြောင်းကြီးရှိပါတယ်အဲ့တော့တာရက်ကိစ္စပဲစစ်ကူတာရတယ်ဟာကူတာပြီးရင်လေရောင်ချီပြတာတို့ကိစ္စဆေးသွမ်းတာတို့အများစုမရှိဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဗလာဒီပျောက်လဲလို့မင်း68ခန်းနဲ့69ရခန်းနဲ့ကြောက်ပြီးရှိပါတယ်ပေါ့နော်ဟုတ်ကဲ့အာဒီလိုမျိုးဆရာဆရာစကားလေးကြားရတယ်အရင်ဝတ်တာမိပါတယ်ဆိုတော့ဆရာတိုင်းရိုက်က ခုနပြောရတယ်မှာ thyroid ကိုစမ်းထုတ်မလားတဝက်ထုတ်မလားရှင်းထုတ်မလားဆိုတော့အဲ့အကြောင်းလေးလေးတော်တော်များပေါ့နော်တချို့ social media ပေါ်မှာလည်းသိကျင်ကြတဲ့အကြောင်းလေးတွေလည်းမိကုန်းလေးတွေ့ရတဲ့အခါကျအဲ့လိုမျိုးအရှင်းထုတ်လိုက်ရင်ကုသမှုမှာကအရှင်းထုတ်တဲ့အဆင့်တွေလည်းရှိရဲဆိုတော့ thyroid ကိုအရှင်းထုတ်လိုက်ရင်ဆိုတော့ခန္ဓာကိုယ်မှာဘာတွေချို့ရင်းသွားနိုင်လဲ thyroid မရှိဘဲနေထိုင်မှုအပိုင်းဟာဘာလိုအချက်ရှိမလဲဆရာအဓိကတော့ဒီ thyroid ကိုစမ်းထုတ်မလားကောင်းထုံးလားဟုတ်ကဲ့ဆရာ။ဒီ바이ဆက်လောက်အောင်လေးပေါ့နော်။အဲ့ဒါပါ easy day ဆိုတော့ကျတော့ဒီ direct ကို ကျွန်တော်ဒီခွဲစိတ်ကူတာတဲ့ခါကျရင်ဟုတ်ကဲ့ US အရင်အရေးကြီးတယ်ဟုတ်ကဲ့အဲ့တော့တကယ်ရှိတဲ့ကောင်းနေကျွန်တော်ထုတ်လိုက်တယ်ကေဆာမိုးရင်တော့ပြီးသွားပြီဟုတ်ကဲ့ဆိုတော့ရှိတဲ့ဘက်ပဲထုတ်ရတာပေါ့နော် first team တိုင်းဆိုရင်ပဲနေအလုပ်ပေါ့နော်ဟုတ်ကဲ့ဝယ်လိုက်ဒီကေဆာမိုးစုပြီးပြီပေါ့အဲ့တော့နှစ်ဖက်လုံးမှာရှိရဆိုရင်တော့ကျွန်တော် channel မရရင်တော့အပေါင်းထုတ်ရလို့လည်းရှိတယ်ဘယ်လိုလဲတော်ရရဲ့ဟာကေဆာချောက်လို့ရင်မဟုတ်ပဲနေနောက်တစ်ခုကတော်ရကလူငယ်ကြီးလာပြီးတော့ဖြီးတာပြီးလို့ရှိရင်ဒီလိုနေဖြစ်ရင်တရှိရခက်လာမယ်အစာအစာမျိုးရခက်လာမယ်အစာမျိုးနေဖြစ်လို့ရှိရင်ဖြစ်လာမယ် ရောင်းတဲ့တူဝင်သွားပြီးပူခတ်တယ်ပူပူကြော်တယ်ပေါ့နော်ဟုတ်ကဲ့အေးရှိပါတယ်အဲ့တော့ထုတ်တဲ့ခါကျရင်တော်ဒီ third eraser ပါအေးရှိတယ်ဆိုတော့ကိစ္စမှာအေးရှိတယ်အရင်ကတော့ကျွန်တော် two center လောက်ချိပေါ့နော်အဲတဲ့ဒီကိစ္စလုံးလို့ဆိုရင်ဆယ်နဲ့အစားပြန်နေရမျိုးရှိဘူးဒီ injury တွေ injury တွေအစားပေါက်ထွက်နေမျိုးတွေအခြေကြီးပြန်နေမျိုးမရှိဘူးဆိုရင် two center လောက်ချိရကျွန်တော်တစ်ချမ်းထုတ်ပြီးပြီးသွားပြီဆက်လို့ဆရာမလို့ကိစ္စဖြစ်အောင်ဟုတ်ကဲ့ကုသမှုဆက်မလို့တော့ဟုတ်ကဲ့ဆရာအခု ဖိနေပါတူတက်လာလို့ဆိုတော့မဟုတ်ဘူးဖူးစင်တာပေါ့ယူဆာရီစင်တာအောက်ထီကဆိုတော့ဒီခွဲစင်တစ်ခုနေအဆင်ပြေနိုင်နေပေါ့နော်ဒါပေမဲ့အခြားချက်တွေကိုကြည့်ရရင်ဒီလူကအသက်က55နှစ်အောက်ဖြစ်ရမယ်အစားမဲ့ဗရဆွေးရမယ်အချက်တွေမရှိဘူးပြန်ကျော်ရဲဝင်နေရမရှိဘူးသေကျော်ရဲဝင်နေရမရှိဘူးအမှုတွေမရှိဘူးဆိုရင်ဆိုတော့ရီစင်တာနဲ့အောက်ဆိုရင်ကျွန်တော်ဖဲပြီးဒီဗီဂျန်ဆန်ကိုအရေးမရှိမထိုးတော့ဟုတ်ကဲ့ကျွန်တော်ဘာလို့ကကျွန်တော်ဘာလို့လိုအပ်ရင်ထိုးရသေးဆိုတော့ ဟောဟောကိုဘာထုတ်ဘာလို့ထုတ်လဲဆိုတော့နွမ်တစ်ကကင်ဆာကကြီးနေတယ်ပုံမှန်ကတော့ရှိနေတယ်ဆိုရင်ထုတ်ရတယ်ဟုတ်ကဲ့ထုတ်တော့မှဒါကျွန်တော်တို့ဒီအနီမီယောင်ယူစေးလို့ခေါ်တဲ့ RAI ကို radioactive iodine ကိုထည့်လို့ရဟုတ်ကဲ့ဟုတ် radioactive iodine က iodine တစ်မျိုးပဲပို့တယ်လို့ရှိရင်တိုက်ဆဲလေးတိုက်ကလိုင်းချန်နေတယ်ဆိုရင်တိုက်ကလိုင်းကပဲအဲ radioactive iodine အများစုလိုက်မှာအဲ့တော့အဲ့ဒါကိစ္စဆေးတွေက XC ကိုမရတယ်ဒီက XC နဲ့ထိမှအဲ့ဒါကိစ္စဆေးတွေကတိမှာအော် ကျွန်တော် ACU တိုက်ဖို့လိုတဲ့ခါစားရင်တော့ကျွန်တော်တို့ကအကုန်ထုတ်ရတယ်ဟုတ်ကဲ့ဆရာအကုန်ထုတ်ပြီးရေထုတ်ပြီးတော့ကြမှာကျွန်တော်ဒီ relative IO တွေတက်လိုက်တယ်ဆိုရင်အခြားပြက်နေတဲ့အခြားနေရာရောင်းနေနိုင်တဲ့ sales တွေပေါ့နော်ခဲအားလုံးကိုဒီအစင်းနဲ့ဟို vision အောင် live channel ကိုပါโอเคโปรเทอร์ကစားဘလော့ထီအဲဒရပင်းနေလေးဆိုရင်ဆိုဆိုရင်ရိုးရီရောင်းနေရရှိရဲဆိုရယ်စုပ်လေးပါရောင်းနေရရှိရဲအရှင်ဒီဘက်တော့မှအများစုပါပေါ့နော်ဟုတ်ကဲ့ဒီ relative ID ေးလိုက်တယ်ပြည့်စုံပြီး relative anti-bacterial ဆိုရင်လောက်ကင်းနိုင်ပါသေးတယ်ဟုတ်ကဲ့ပါ